တပေါ်လေးလည်းကောင်းပြီးရုပ်ကလေးကလည်းချော်ပြီးအန်တာတိန်မန့်ပေးမယ်ဖိုးဝါလေးလာပါပြီအားလုံးမင်္ဂလာပါဖိုးဝါ reaction channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးတော်မှာကတော့အမိုတဲနဲ့အေဒီကိုရောရဲ့ဒါနမန်းလုံးပွဲကိုဒါကြားဝင်ရောက်ပြီးတော့ပြန်ဖြေခဲ့တဲ့တထားရဲ့ဗီဒီယိုလေးကိုဒါကျွန်တော်ဖွင့်ပြပေးတော်မှာပဲဖြစ်ပါတယ်အားလုံးပဲကျွန်တော်နဲ့အတူတူကြည့်ရှုလိုက်ကြရအောင်လားဗျာ ပွဲဆိုတာလူတိုင်းကြိုက်တယ်။ကျမလည်းအရန်ကြိုက်တယ်။ပွဲဆိုရင်ဟာသိရမလား။ပွဲကိုတော့ကြည့်ကြနေမယ်။သူတို့နှစ်ယောက်ကိုရန်အကြီးကြီးဖြစ်သွားတဲ့အထီးတော့မဖြစ်သေးခြင်းဘူး။သူတို့နှစ်ယောက်လုံးဝလေ။သူ့နေရာနဲ့တူတော်ပြီးတော့ထက်မြက်ကြတယ်။သူတို့နှစ်ယောက်ကိုဆက်ဆက်ချင်းတည်လုံးဝဆိုရင်ပေါ့။အမြင်ကတ်တယ်။မကြည့်ချင်ဘူး။ကျမကဲတော့ပဲသူတို့ကလည်းကျမကိုစောင့်မြင်ကတ်မှာ။အဲ့ဒါဘာလဲသိလား။ online လို့ခေါ်တယ်။ဒါပေမဲ့မင်ပါများတော့ဘာဖြစ်လဲချခင်လာတာပေါ့။အခုဆိုရင်သူတို့ညလုံးကိုကျမကချက်တယ်ခင်လေ။သူတို့ညရဲ့လက်တံကရှည်တာချင်းမတူ။ရုပ်ရှင်တကားလို့ပေါ့။ရုပ်ရှင်တကားဖြစ်မြောက်ဖို့အတွက်ရဲ့ပါဝင်နေတဲ့လူတွေအလုံးဟာတူတံပိုးနဲ့သူရှိတကယ်တော့အတူတူပဲ။အဲ့ဒါကြောင့်လဲကျမသူတို့ညကိုပြဿနာမတက်စေချင်ဘူး။ကျမရဲ့စန္ဒနော်။သူတို့ညောက်လုံးကိုမရှုံးစေချင်ဘူး။အတင်ကိုလည်းမရှုံးစေချင်ဘူး။အဲလမွန်တင်းကိုလည်းမရှုံးစေချင်ဘူး။သူတို့ညရဲ့ဖြစ်စဉ်ကိုကျမသုံးတက်ပြမယ်။မလာရှိရင်ခွင့်လွှတ်ပါလို့ အတင်ကိုအခုရောက်နေတဲ့နှကန်းကြီးကတသိန်းခွဲနဲ့တရောင်းဝယ်ရင်အိမ်မဲဖောက်ဖို့လက်မှတ်တစ်ဆောင်ပေးတယ်။သူကအဲ့လိုစနစ်နဲ့သူ့အတွက်အကျိုးရှိမယ်။အများပြည်သူကလည်းထိပေါက်တယ်လို့အားစားမဲ့ပေးတာဖြစ်တယ်။ မတို့ပြည်သူတွေထက်ကတူဦးအတွက်ကချက်ချင်းလက်ငန်းကြီးတစ်ထည့်ဖြစ်သွားနိုင်တဲ့အခွင့်အရေးကိုရသွားတာပေါ့ဒါကြောင့်အီတင်ကိုကဒီလိုမျိုးပုံစံမျိုးနဲ့ဆောင်ရွက်ပေးတာအများအတွက်အကျိုးရှိသူ့အတွက်လည်းအကျိုးရှိတယ်ဒါကြောင့် तू မလိမ်ဘူးလိမ်လို့လည်းမရဘူး तू လည်းလိမ်မှာမဟုတ်ဘူး तू ကဒီလိုဖြစ်စဉ်မျိုးနဲ့လိမ်စဉ်ဆောင်ရမလို့ဘူး तू တကယ်လည်းအိမ်ဆောက်ထားတဲ့အိမ်ကိုပြထားတယ်လူဆိုတာဘာပဲလုပ်လို့ကျိုးအမျက်အနေအများတော့ရှိရမယ်ကျိုးအမျက်ရှိဖို့လောက်တာလေနေရင်ထိုင်ရင်ဘသူကများဟာငါအတွက်အကျိုးမျက်မလို့ဘူးငါအဖို့အလုပ်လုပ်နေတာနင်းတို့အတွက်ပဲဆိုတာဖြစ်နိုင်ပါမလား ချိုးမြဆိုဒီမှာဥပမာဒီအိမ်ကတိန်းတထောင်တန်းတယ်1200လောက်နှကန်းနေကိုရောင်းပြီးမှသူလုံမလဲအကလေတဘာဝချတယ်နော်ဥပမာကျမလုံမယ်ဆိုရင်ကျမအိမ်ကတိန်းတထောင်တန်းတယ်တိန်း9000လောက်ပဲလက်မှတ်ကရောင်းထွက်သေးတယ်ကျမ9000အရှုံးခံပါမလားအရှုံးခံလို့ဖြစ်ပါမလားညတာပြီးတွေးကြည့်လိုက်ဟိုဘက်ဒီဘက်သူလဲအိမ်ရောင်းရသွားတယ်ခုနကတာသမီတူဦးထဲကတယောက်ကလည်းထိပေါက်သွားတယ်ဒီအိပ်ပဲတိန်းတထောင်တန်တဲ့အိမ်ကိုတိန်းတထောင်နှစ်ထောင်ထိရောင်းရအောင်တော့ခဏဆောင်ပေးရမယ်အဲ့တဘောဒီမှာလေအရန်တိုက်တယ်ဆိုလိုတာကအဲ့လိုဆောင်ရွက်တဲ့အခါမှာ မြစ်တစ်ခုကမပြည့်သေးတဲ့အခိုက်မှာအစကတည်းကယင်အရင်ကတည်းကယင်ဝယ်ထားတဲ့လူတွေကဒုလောဒုလောနဲ့ရှောက်ပြီးတော့စဉ်းစားတယ်မကောင်းတာကိုသွားတွေးတယ်ဟာငါတို့လိန်ခံရပြီလားငါတို့လိန်တော့မလားမလိန်ဘူးစိတ်ချလက်မှတ်ဝယ်ထားတဲ့လူရဲ့ရှူတော့ကပြောမယ်ဆိုရင်ဖြစ်တတ်တယ်စိတ်မဆုံးနဲ့တမအခုတုံးတက်ပြလိုက်ရင်စိတ်အေးသွားပြီမလားဟာလေအဲ့ဒီအိမ်ကိုလိုချင်တယ်တမဆယ်ဆောင်ဝယ်မယ်နော်အေးတင်ကိုခန့်ချင်ရင်ကျွန်မပတ်စံလွှဲလိုက်မယ်အားပေးတယ်နော်နောက်ထပ်ပို့ပြီးနားလည်လွှဲအောင်ကျွန်မရှင်းပြသူကဘာမှမပြီးမှနေတာ သား၃ယောက်ရှိတယ်။အိမ်မာတဲ့လုပ်ငန်းကံကန်းတွေရှိတယ်။မပြေးဘူး။လက်မှတ်ဝယ်တဲ့လူကလည်းအဲ့လိုသုံးတက်ညံလေးရှိရမယ်။စိတ်ထဲမှာဟာသူပြေးမလား။ငါအလင်ခါရပြီလား။သုံးတက်လိုက်။ပြေးနိုင်တဲ့အနေထားလား။သူ့အနေထားဘယ်လိုရှိလဲ။သူ့သားသမီးတွေရှိသေးတယ်။သူ့လုပ်ငန်းတွေလည်းရှိသေးတယ်။သူဘယ်လိုပြေးမလဲ။သူဘယ်လိုလိမ်မလဲ။ဟာငါစိတ်အေးရပြီ။အဲ့လိုဖြစ်ရမှာ။ကဲအဲလမန်တင်အကြောင်းကိုပြောမယ်။ तू ကလည်းသူ့အလုပ်နဲ့သူအဆင်ပြေနေတာပဲ။သူတို့ရောင်းတဲ့အထက်အလိတ်ကလည်း73ပဲရေးစက်နိုင်တယ်လို့ကျမယုံကြည်တယ်။ ောက်ကိုအထယ်လိုက်ခတ်တယ်ဆိုလို့ရှိရင်ဘယ်နှပဲရေရွှေကိုသုံးရတယ်လဲဆိုတာတော့ကျမတို့နားမလည်ဘူးပေါ့နော်သူ့ရဲ့အနေထားနဲ့သူက73ပဲရေမဟုတ်တဲ့ဟာကို73ပဲရေလို့ပြောပြီးရောင်းရဲတဲ့လွာတွေကအဆင်တန်းလည်းမဟုတ်ဘူးဒီတော့လင်ရောက်တဲ့အထက်မှာသူမပါဘူးတော်တော်များများလေကျွန်မစိန်လွတ်ဆုပ်ဝယ်တဲ့အခါမှာကျွန်မကိုမေးကြတယ်ပေါ့ဟဲစိန်ဘလို့ဝယ်လဲဘလို့လုံးမလဲဒါပိန်ဘာမှာဝယ်ရင်စစ်မလဲဘလို့ဝယ်ရင်ကောင်းမလဲကျွန်မတို့စိန်ကိုဘလို့သုံးတက်ရမလဲဘာညာဆိုကျွန်မ element သင်းစီပဲအကုန်ပို့တာသူ့ကိုသွားမေးကျွန်မရဲ့အသက်အရွယ်နဲ့ဖြတ်တန်းလာတဲ့54နှစ်အတွင်းမှာ ကျမတုံးတက်တာအယ်လွန်သင်းစီမှာစိတ်နေပါတယ်ဝယ်မယ်ဆိုရင်ငွေကြေးနဲ့ပတ်သက်ပြီးနဲတာများတာကိုမပြောတေးကြတာကတော့ပစ္စည်းကတော့အမှန်အကန်ရမယ်အေးတဲ့ပတ်စံနဲ့ထတ်တူမှန်နေမယ်လို့ကျမယုံကြည်တယ်အချို့ရှိတယ်နော်သိန်းတစ်ထောင်ပေးတယ်ဆွဲချိုးကိုရွှေစိန်ပြီးပေးလိုက်တယ်သိန်းတရာပဲတန်တယ်လို့မျိုးအလုပ်တော့သူမလုပ်ယူခိုးလိုမျိုးလုံမှတကယ်လိန်တယ်လို့ခေါ်တာသူတို့ညောင်ရဲ့အနေထားကိုကြည့်လိုက်ကျမနဲ့တူတယ်အာကျဲမတွေဟဲဒီမိမတွေကတော်တော်ရှာကြမ်းအာကျမ်းပြီးတော်တော်စိုးမဲ့ပုံပဲလို့ထင်မြင်စေတဲ့ ဲမှာပါနိုင်တယ်တို့ကဟဲလင်းပြားလဲလေတစည်းပြီးတစည်းပြန်နေတော့အတန်ကြားတယ်မလားလင်းပြားကျမတို့ကမဟုတ်တာကိုဘယ်တော့မှမလုပ်ဘူးမပြောဘူးဆိုတဲ့လူတန်းစားတဲ့ကလူမို့လို့ပါစက်ကဘယ်တော့မှမချိုဘူးအဘုံမှာပါလိုက်ပြလုံရင်အตาဆောက်ရမ်းကျဲတာမဟုတ်တာမှမလုပ်ထားတာအော်ရဲတာပေါ့ပြောရဲတာပေါ့ဒီအနှစ်ဒီအားလုံးကတန်ဖိုးရှိတဲ့အရာတွေပါတုံးတက်နိုင်ဖို့ညံလေးပဲလိုအပ်တာမှတ်ထားလိုက်ကွာအချောင့်သွားတဲ့လူက နှုတ်မချုံနိုင်ဘူးကြုံလို့တခုပြပြအောင်မယ်ကျမဆိုဒီမှာအခက်ခဲပေါင်းများစွာကိုကြော်ဖြတ်ခဲ့တဲ့မိမနော်လက်နှစ်ဖက်စီမှာတားရှိတယ်ကျမအင်ထောင်ကျထားတဲ့အနေထားကဘဝအယံဖူလုံးတယ်လေချမ်းသာကြွယ်ဝတယ်လို့လည်းပြောလို့ရတယ်ဒီလိုပြည့်ပြည့်စုံနေတဲ့ဘဝမိသားစုကလက်တစ်ပြက်အတွင်းအကြောင်းတစ်ခုကြောင့်ကျမခြေထဲကိုဝင်သွားရမယ်လို့ဘယ်သူယုံလဲကျမကိုကျမတော့မသိတာအဲ့လိုကိစ္စကြောင့်ပဲကျမယောက်ျားရင်ကွဲနာကြပြီးကွယ်လွန်သွားတာတိုက်ထောင်းလို့ကိုကြည်ပြီးတော့ဆုံးသွားတာပေါ့ကွာပြောချင်တာက ကနေဘာဖြစ်မလဲဘဝမှာဘာကြုံအောင်မလဲဆိုတာကျမတို့လက်ရှိအခုမသိနိုင်ဘူးကြုံလာပြီနော်ငွေလိုလာပြီတို့တဲ့အခါမှာကြည့်လိုက်ချက်ကြည့်လိုက်တယ်ကျမဘာပစ္စည်းတွေရှိလဲဟာစိန်ရွှေရေတနာအထဲအလိုက်တွေရွှေတွေလည်းပါပါတယ်နောက်ဆုံးကျမကိုကယ်သွားတာရွှေရွှေကိုရောင်းလိုက်ရင်ချက်ချင်းငွေဖြစ်တယ်စိန်ရွှေရေတနာအထဲခတ်ထားတာတွေအားလုံးကကျမကိုဈေးနှိမ်နေဖိနှိပ်တယ်ကျမမျက်နှာကိုတွေ့လိုက်တာနဲ့စပြေတနာတက်နေမှသိတဲ့အခါကျတော့ကျမကိုပိုးနှိမ်နေ သိန်း1100နဲ့ဈေးပြတ်ထားပြီးသားကျမရဲ့မြေခွက်တစ်ခွက်ကိုတကယ်ပတ်စံလာပေးတဲ့အခါမှာကျမကိုသိန်း800ပဲပေးတယ်။စောက်ရမ်းမရိုင်းတဲ့လူကိုကျမအခုအချိန်ထိဒီမြေခွက်နဲ့ပတ်သက်ပြီးကန့်ကွက်လွာတင်ထားတယ်။ပြောပြတာနော်ပတ်စံလိုလာတဲ့အခါမှာရွှေဟာအကောင်းဆုံးကျမတို့ရဲ့ကက်တင်ရှင်ဆိုတာရွှေကိုစုကြပါအယ်မွန်ဒင်းပြောတာတွေတချို့တွေကမမားပါဘူး။ရွှေစုစာအုပ်ဆိုတာဘယ်တော့မှသွားမလုပ်ပါနဲ့။ ဟာမလဲမလောက်သေးဘူးမလောက်သေးဘူးဆိုပြီးတော့မှသူများကလင်းစီးပြီးတော့ပြေးသွားမယ်တစ်ခါထပ်ပြပြမယ်ကျွန်မတောင်ကြီးမှာနေတော့ကအင်းနာချင်းပေါဝင်ချင်ရပေါ့နော်ဒေါ်လာစုတာဒေါ်လာစုတာတဲ့စင်ကာပူဆိုလားပဲဒေါ်လာတထောင်စုလို့ရှိရင်တဲ့1200ရတယ်တဲ့ပြီးတော့1200နဲ့စင်ပွား2400ရမယ်တဲ့အမလေး9000တပေါင်းအမလေးတို့ကဘလို့ရတာစောက်တယ်ဘလို့ပြတာတဲ့ကျမကလေမလောက်ဘူး လက်တွေ့တွေလာပြတဲ့အနေထားတစ်ခုကလေလူတယောက်ကိုတော်တော်ရင်ခုန်စေတယ်။သို့တော့ကျမပညာတတ်သုံးသပ်ဉာဏ်အရန်ကောင်းတဲ့မိမပြီးတော့လေကျမဘောချောင်ကောင်းမကြိုက်ဘူး။သူများဟာလည်းအလကားမလို့ချင်ဘူး။ကိုယ့်ဟာလည်းသူများအလကားတော့မပေးနိုင်ဘူး။ဟုတ်ကြောင်ကျမအလိမ်မခံရဘူးသူတို့အလိမ်ခံလိုက်ရတာမှအမလေးဒေါ်လာတောင်းနှစ်တောင်းတသိန်းလက်ရှိတဲ့အကုန်လုံးအမလေးဟဲ့မိသားစုအစုလုံးမိတောက်လောင်ကြတာကျမမှာဘာမှတော့ထွ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 သိမ့်မရှိဘူးဒါမဲ့ကျမအေးချမ်းတယ် ပြောချင်တာလောကမှာပေါချောင်ကောင်းဆိုတာဘာမှမရှိဘူးရချင်လားကိုလုံမှကိုရမှာမလုတ်ပဲလိုချင်သလားထုံစေးမထိုးပဲနဲ့ကလေးစားထုတ်ခိုင်းရမနော်အမလေးအရန်နာမှာနော်လောကမှာအလကားရမယ်ဆိုတဲ့နောက်မှာထောင်ချောက်ကြီးရှိတယ်အားတစ်ထောင်ထောင်တာရက်ဆက်တဲ့လူတစုစောင့်နေတယ်မင်းအလကားရချင်အောင်သူနိုးစုံမယ်အလကားပေးပြီးတမန်ထက်ပို့ပြီးတော့ရော့နေနေပြီဆိုရင်တတိထားအဲ့လိုနော်မှတ်ထားကြ အေတင်ကိုနဲ့အယ်မွန်တင်းဆိုတာကျမတော်တက်ထားရဲ့အိုင်ဒေါ်တွေပါ။အာမပြဿနာမဖြစ်ပါစေနဲ့လို့ကျမကတော့မာကျင်တယ်။ပြီးတော့အေတင်ကိုလေကျမနောက်ထပ်တစ်ခုတော့တောင်းဆိုခြင်းပါတယ်။သမီးဆိုးကိုခွင့်လွှတ်ပေးပါလို့ပြောခြင်းတယ်။သမီးဆိုးကအေတင်အပေါ်မှာပြောထားဆိုထားတာတွေကတကယ်ပါ။သူမားတယ်လို့ကျမလက်ခံတယ်ကျမနားလဲတယ်အခုလောက်ဆိုရင်သမီးဆိုးကလည်းအချုပ်ထဲမှာတခခုကိုနားလဲသွားပြီလို့ကျမထင်တယ် ဘယ်လိုပြောမလဲအီဒင်ကိုရသူ့ကိုဆုံးမရလဲရောက်ပြီပေါ့ကျမအခုဒီလိုမျိုးတောင်းဆိုပေးရခြင်းကလဲသူ့မှာအရွယ်တိတ်မရောက်သေးတဲ့သားရယ်အမေအိုပေါ့နော်သူတို့နှစ်ယောက်အစားကျမတောင်းဆိုတာဖြစ်တယ်ဖြစ်နိုင်ရင်ပေါ့ခွင်းလွတ်ပေးပြီးတော့မှအမှုပိတ်ပေးစေခြင်းနဲ့အဲအီဒင်ကိုနဲ့ element တော့ရှင်တို့နှစ်ယောက်ကိုကျမအချက်တယ်တော့တိလားရှင်တို့ရံမဖြစ်နဲ့နော်ရပ်ပါတော့ရပ်ပါတော့ host star ရပ်ပါတော့ ဟုတ်ကဲ့ပါအခုလိုမျိုးဒါအမွန်သိန်းနဲ့အသင်ကိုရဲ့ကြားထဲမှာဒါဝင်ရောက်ဖြန့်ဖြည့်ပေးခဲ့တဲ့အသားကိုဒါဘယ်လိုများမြင်ကြသလဲဆိုတော့ comment မှာဝင်ရောက်ဆွေးနွေးနိုင်ပါတယ်ဒီနေ့ video လေးကတော့ဒီလောက်ပါပဲအားလုံးပဲနှုတ်ဆက်ပါတယ်အားလုံးပဲတရားချမ်းမြေသောနေ့လေးတစ်နေ့ပိုင်ဆိုင်ကြပါစေခင်ဗျာ Thank you.